နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ကိုခိုင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ကိုလေတပ်တို့ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခတ်ရာလေတပ်ရဲမင်းနဲ့လေတပ်အရာရှိများအပါအဝင်စစ်တအုပ်သေးဆုံးသွားပြီးတော့အစအုပ်များမိလောင်ပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ30ရက်နေ့မှာ BWM အဖွဲ့နဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ MKCDF, ACPLF နဲ့ တန်တောင်မြောက်ပိုင်းအထုဒေတာအဖွဲ့တို့ကတောင်ကုန်းမှာရှိတဲ့အချက်မှတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခနဲ့တောင်ကုန်းကေတုမဒီလေဒါစခန်းတို့ကို BWM Mission 35နဲ့36အဖြစ် short တိုက်ဒုံ14လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခတိုင်းယုံ စေဦးစီးဌာနရှိတဲ့အဆောက်အဦရဲ့ဗတ်အချမ်းမှာထိခိုက်ပျက်စီးသွားပြီးတော့တိုင်းငွေစည်ရင်းယုံလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စည်ရင်းယုံနေရာတချို့လည်းထိခိုက်ပျက်စီးခဲ့ကာလေရက်အရာခံဘုံနဲ့တက်ချက်ကြီးလိုင်းငန်းရဲ့နေအိမ်နှလုံးလည်းမိလောင်ပျက်စီးသွားပြီးတော့အရာရှိလိုင်းငန်းနေအိမ်နှလုံးလည်းမိလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာလေရက်ကရဲမေ2ဦးအပါအဝင်လေရက်အရာရှိ3ဦးနဲ့အခြားအဆင့်စစ်တီ10ဦးတိုက်ဆုံးတာ အရာရှိ9ဦးနဲ့အခြားအဆင့်စစ်သည်12ဦးတို့စိုးရိမ်ပွဲအားပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။လေဒါ3မော်တော်ယာဉ်နှစ်စီးလဲမိလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။တောင်ကုန်းလေဒါအတွင်းထဲမှာလည်းလေရင်တူလောင်ယုံအဆောက်အဦအပါအဝင်အဆောက်အဦနှလုံးထိခိုက်ပျက်စီးခဲ့ပြီးတော့စစ်ကောင်စီရဲ့လေဒါအရာရှိနဲ့စစ်သည်အချို့သေဆုံးမှုများနဲ့ပြင်းထန်ဒဏ်ရာရရှိသူတချို့လည်းရှိခဲ့တယ်လို့သိရပါဗျ။တောင်ကိုလေတဲ့ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကသတင်းဖုံးဖိမှုများနဲ့တားမြစ်ကန့်သတ်မှုများစွာရှိနေတဲ့အတွက် ထိခိုက်သေဆုံးမှုကိန်းကနအချက်လက်အတိအကျကိုတော့ဖော်ပြလို့မရဘူးလို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။တောင်ကိုလေတပ်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာတယ်ဆိုတာကတော့သိကြပါရယ်။အခုထိလေရင်ကတော့မတက်နိုင်သေးဘူးလို့သိရတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။